ရှောင်းမီစီဗီ3တွေကအခုချိန်မှာဝယ်တင်သေးလားဝယ်တင်သေးလားဆိုပြီးတော့ကျွန်တော်လလာမေးတဲ့သူတွေများလာတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာရှောင်းမီစီဗီ3ရဲ့ long term review လေးကိုကျွန်တော်တင်ပေးသွားမှာလည်းဖြစ်ပါတယ်။အလုံးမလာပေါ်နေပြည်သူရပါစေ။ user review tech channel ကနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်။ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့ အာဒီ Apple Premium Second Product ကိုရောင်းတဲ့ Isaiah 3K လေးကိုကျွန်တော်တွားရောက်ပြီးတော့ကြည့်ပစ်ခဲ့တာပေါ့နော်။ဒီဆိုင်မှာဆိုလို့ရှိရင်အဓိကဘာလို့ရမလဲဆိုလို့ရှိရင်ကိုက iPhone နဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာနဲ့အယောင်းဝယ်အလဲထက်လှုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးစရရအစီအပြောင်းလုပ်လို့ရတယ်။အဓိကအဖြစ်တော့ iPhone ဆိုလို့ရှိရင်လည်းသူက Second Man မဟုတ်ဘဲနဲ့အစ်စ်တွေဘာလဲလဲမှားပြီးတယ်ပေါ့နော်။ဆိုတော့အကြောင်းစိတ်ချယုံကြည်စွာနဲ့လုပ်လို့ရတယ်။အဓိကတော့ iPhone ဆိုတာထက် Apple Product တွေတော်များရမှာပေါ့နော်။တစ်ချက်လောက်တော့ဒါတွားရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်အတိပေးနေတာဖြစ်ပါတယ်။ဗီဒီယိုလေးဆက်ပြီးတော့ ကြည့်လိုက်အောင်အားလုံးပဲမင်လာပေါင်းနဲ့ပြည့်စုံကြပါစေ user view tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုလာပြီးတော့မေးထားတဲ့အမေးများတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ Xiaomi ရဲ့ CV3 လေးကိုကျွန်တော် long term review လုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ Xiaomi CV3 ကိုဘာလို့ကျွန်တော်လုပ်ပေးဖို့ခေါင်းနဲ့ပြန်ပြီး idea ရလာလဲဆိုတော့ခုနပြောတဲ့သူပေါ့နော်ကျွန်တော်လာပြီးတော့မေးကြတဲ့သူတွေကလည်းများလာတယ် ာ CV3 ကဝယ်တင်သေးလား CV3 ကဝယ်တင်သေးလားအခုဆိုရင်အစ်စ်တွေလည်းပြန်ဝင်လာလေးလည်းရှိတယ်အ use market မှာဆိုလို့ရှိရင်လည်း၈သိန်းခွဲ၉သိန်းအလောက်ပတ်ချာလောက်မှာဝယ်တင်သေးလားရွေးတင်သေးလားဆိုပြီးတော့လာပြီးတော့မေးရတွေလည်းများလာပြီးတော့ကြောင့်ဒါကျွန်တော်လည်းလုပ်ဖို့ idea လေးရလာနေပဲလုပ်ဖြစ်လိုက်တယ်လို့ပြောရမှာပေါ့နော်အပုံရင်ပြောရမယ်ဆို Xiaomi CV ကမြန်မာနိုင်ငံမှာတော်တော်လေးကိုပေါက်တယ်လို့ပြောလို့ရတယ်အဲတခြားဒီ brand တွေလည်းပေါက်တော့ပေါက်ပါတယ်တခြား model တွေလည်းပေါက်တယ်ဒါပေမဲ့ CVC တွေကိုကသူများထက်ပို့ပြီးတော့နည်းနည်းလေးရှေ့ရောက်ပြီးပောက်တယ်လို့ပြောလို့ရတယ်။အကြောင်းမလို့ CV ကိုလုံးဝတဲ့အခါမှာလည်းကျွန်တော်ကပို့ပြီးတော့တတိထားပြီးတော့လုပ်ပေးရတယ်။ဘာလို့လဲဆိုတော့တုံးတဲ့လူကလည်းများတယ်ပေါ့နော်။အဓိကအဖြစ်တော့ especially main clay တွေပို့ပြီးတော့ကင်တာတုံးတာတွေများတယ်လို့ပြောလို့ရတယ်။အကြောင်းမလို့ CV3 ကို main clay တွေရောကင်လို့ဆင်ပြင်မလား။ယောက်ျားလေးတွေရောကင်ရောဘယ်လိုမျိုးနေထားလေးရှိမလဲ။ဒီနေ့မှကျွန်တော်အားလေးတခြားလေးပြပြပေးသွားမှာလဲဖြစ်ပါတယ်။ ဘာမှပြောခင်ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်တို့ review နဲ့ support လုပ်ထားပေးထားတာတော့ pro second နေပြီး review နဲ့ support လုပ်ထားပေးတာဖြစ်ပါတယ် review နဲ့ support လုပ်ပေးရတော့လည်း pro second ကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ video လေးကိုပဲစိုက်တော့ Xiaomi CV အခုချိန်မှာဆိုလို့ရှင်တော့ CV4 Pro ထီကိုထွက်နေပြီပေါ့နော်ဆိုတော့ CV4 Pro ထွက်နေတဲ့အနေအထားမှာ CV3 နဲ့ဘယ်လောက်ထိကွာဟချက်ရှိလဲဆိုလို့ရှင်တော့ပွင့်လင်းပြောရမယ်ဆိုတော့ CV4 Pro က CV phone လုံးလို့မခံစားရတော့ဘဲနဲ့ K series line နဲ့တခုအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့ Note series ကအကျန်းတကအကျန်းဆုံး အဲ့လို feeling မျိုးတွေခံစားရတယ်ဗောနော်ဒါပေမဲ့ DCV3 ကကြတော့အရင်တုန်းကထုတ်လာခဲ့တဲ့ CV ရဲ့အငွေ့သက်တွေကိုအပြည့်အဝခံစားရတယ်အဲ့ဒီ CV အငွေ့သက်တွေကိုမှနောက်ဆုံးခံစားရတဲ့ဖုန်းလို့ပြောလို့ရှိရင်တော့ပို့ပြီးတော့မှန်နေမှာဗောနော်ဒိုင်းနဲ့ဘက် quality ဘိုင်းနဲ့ပဲစပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကကောက်ကန်လိုက်ချင်းမှာကလေးခံစားရတဲ့ခံစားချက်ကဖုန်းကတော်တော်လေးကိုပေါ့တယ်ဆိုတော့ခံစားချက်ခံစားရတယ်အဓိကတော့ CV ဖြစ်တာကြောင့်လဲပါတယ်ဗောနော်ဒီကောင်183 184 gram အဲ့လောက်ပတ်ချာလောက်ပဲရှိတာဖြစ်တော့ဖုန်းကတော်တော်လေးပို့ပါလေးနဲ့ရှိရလို့ပြောလို့ရတယ်ပြီးတော့ ပါလာလေတော်တော်လေးကိုပါရတယ်ဗောနော်အထူးကမရှိသလောက်နည်းတယ်ဆိုတော့အဲ့ဒါအကြောင်းလဲသူကတချို့ချို့သောအပိုင်းတွေမှာစတိလိုက်ရပြီးတော့ short လိုက်ရတဲ့အပိုင်းတွေတော့ရှိလာတယ်ဗောအဲ့ဒီဥစ္စာတော့နောက်မှဆက်ပြီးတော့ပြပြပေးသွားမယ်ဗောနော်ဆိုတော့ဒီဇိုင်းကိုတော့ကျွန်တော်ကတော့ CV2 မှာကလေးကဒီပုံစံမျိုးမြင်လာရတဲ့သူအနေနဲ့တော့မစိုးဘူးဗောနော်လှရလို့တော့မြင်တယ်ဒါပေမဲ့ ဒီဒီဇိုင်းကိုကျွန်တော်အရန်ကြိုက်လိုက်ကြည့်ရတော့မဟုတ်ဘူးဒါပေမဲ့ CV phone လုံးဆိုတာနဲ့ဒီလိုဒီဇိုင်းမျိုးလာတယ်ဆိုပြီးတော့အကုန်လုံးတော်အများကြီးလက်ခံထားပြီဆိုတော့ဒီကောင်းရဲ့ဒီဇိုင်းကလည်းအခုချိန်ဒီကို universal standard ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်ဘောကအနောက်ဘက်က glass နဲ့လှုပ်ထားပြီးရေဘေးပေါက်နေကတော့ plastic ပုံစံမျိုးနဲ့လှုပ်ထားပြီးရပေါ့နော်ဆိုတော့အနောက်ဘက်က glass ကဘယ်လိုနေလဲဆိုလို့ရှိရင်တော့ချောတယ်အဲဒါပေမဲ့ဒီဖုန်းကပေါ့ပေါ့ပွားပွားလေးဆိုတော့ cover တက်ပြီးတော့မကင်ဘူးဆိုလို့ရှိရင်တော့မှ ခြင်လို့အဆင်ပြေတယ်လက်ထက်မှာကြည့်လေလေနဲ့ပေါ့ပါရှိရဆိုခံစားချက်မျိုးတွေကတော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့လည်းပြုတ်ကျနေပြီးကွဲနိုင်ကြတာတော်လေးကိုတော့များနေသေးတယ်အဲကြတော့ risk မယူခြင်းဘူးဆိုလို့ရှင်တော့ cover လေးတက်ပြီးတော့သုံးဖို့အတွက်တခါတည်းတန်မီဒီနေရာနေထပ်ပြီးတော့ recommend လေးလုပ်လိုက်ချင်တယ်ပေါ့နော်သူအနောက်ဘက်က back glass ကလည်းနည်းနည်းလေး cuff ထားပြီးတော့အရှိတ်ဘက်ကမှန်လည်းနည်းနည်းလေးအနောက်ကိုပြန် cuff ထားတာဆိုတော့သူကအလဲမှာဆိုလို့ရှိရင်တော့နည်းနည်းလေးလက်ထားမှုအတွက်ကျင်းတယ်ဆိုတဲ့အနေထားမျိုးလေးတော့ရှိတယ်။အဲအလဲမှာလက်ထားကျင်တယ်ဆိုလို့ရှိရင်တော့ကိုက အဲ့လိုခလုတ်200ရတယ်ပါရတော့အရင်ကြီး comfortable တော့မဖြစ်ဘူးပေါ့နော်။နည်းနည်းလေးတော့ကတ်ခဲ200ရတယ်ဆိုရယ်အပိုင်းလေးချက်ချက်ခံစားရတာရောရှိတယ်။ဒါမှမဟုတ်အပြင်တော့အဆင်ပြေပါတယ်။ပြီးကျွန်တော်အရှိဘက်က display ကိုကြည့်မယ်ဆိုလို့ရှိရင်တော့6.55 inches အကျယ်ရှိတဲ့ AMOLED display ကိုသုံးထားပြီးရယ် 120Hz refresh rate ရတယ်။ HDR10+ Dolby Vision ဒါတွေအကုန်လုံးလည်းရတယ်ပေါ့နော်။68 billion colors တွေလည်းဒီကောင်ကရတယ်။ဆိုတော့ဒီကောင်ရဲ့ P brightness ကိုကြည့်မယ်ဆိုလို့ကျွန်တော်1500နေစီတူကသုံးထားပြီးတယ်။ ီးတော့သူ့ရဲ့ display မှာထူးခြားချက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ထုံးစံနိုင်မယ်ပေါ့နော်စီဖုန်းတွေမှာပါနေကြတိုင်းပဲသူကအပေါ်မှာ dynamic island sensor အဲ့လိုမျိုးကင်မရာနှလုံးလေးထည့်ထားပြီးတယ်ဒါကတော့ဘာ sensor မှမဟုတ်သူကကင်မရာနှလုံးကိုပဲထည့်ထားပြီးတယ်32 megapixel selfie ကင်မရာနှလုံးကိုထည့်ထားပြီးတာဆိုတော့ selfie ဘိုင်းမှာတော့ dolly ကိုအားသာတယ်အဲ့ကြတော့ကင်မရာဘိုင်းကြရင်ကျွန်တော်ဆက်ပြီးတော့ပြပြပေးမှာပေါ့နော်ဆို display panel quality ကသူကအရှိတ်ဘက်က display ကိုသူက cut ထားတာဆိုတော့ကြည့်ရတဲ့ feeling ကတော့တော်တော်လေးကိုမိုက်တယ်အ immersive ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးခံစားရတယ်ပေါ့နော်တတိယမှာကင်နာမယ်ဆိုလို့ရှိရင်ကိုက ဗီဒီယိုပဲကြည့်ကြည့် TikTok တွေပဲတုံးတုံးတော်တော်လေးကို display ပတ်နဲ့ quality ကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးကအဲ့ဒီ curve display ဖြစ်နေရကြောင်းခံစားရတယ်လို့ပြောလို့ရတာပေါ့နော်သူ resolution ကိုဆိုလို့ရှိရင်တော့သူ 1080p resolution ကိုပဲတုံးထားပေးတယ်ဒီနေရာမှာ fancy fancy ရတော့ဘာမှမလုပ်ထားဘူးဒီဘိုင်းမှာလည်းအဆင်ပြေလို့ပြောလို့ရတာပေါ့နော်ဒါမဲ့ display ပတ်နဲ့ quality ကနေရောင်အောက်တက်တဲ့မှာအဲ့လိုမျိုးနေရခေါင်းပေါ်တက်တဲ့ရနေပြီးတော့ပူတဲ့အနေထားမှာဆိုလို့ရှိရင်တော့အရင်ကြီး bright မဖြစ်ဘူးဆိုတဲ့ခံစားချက်မျိုးတော့ခံစားရတယ်ပေါ့နော် အဲ့လိုမျိုးအင်ဒိုမှာတုံးမယ်ဆိုလို့ကျွန်တော်မစိုးဘူးဆိုရင်အဲ့လိုနေအောင်နဲ့ထွက်ပြီးတုံးလို့ရှင်တော့နည်းနည်းလေး brightness ဘိုင်းမှာ struggle လုပ်ရတယ်ဆိုတဲ့အပိုင်းလေးတော့ကြုံရတာလေးတော့ရှိတယ်အဲ့လိုစာလေးတခုတော့ကျွန်တော်တိတ်ပြီးတော့သဘောမကျဘူးပေါ့နော်ဒါမှမဲ့လည်းဒါကလည်းထွက်ခဲ့တာလွန်ခဲ့တဲ့နှစ်ကလောက်ကဆိုတော့နည်းနည်းလေးတော့သိခံပြီးတော့ရပါတယ်အခုနောက်ဆုံးထွက်ထားတဲ့ဟာမဟုတ်တဲ့တော့ကြောင့်ချိုးချိုးတော်ဘိုင်းလေးမှာလိုအပ်ချက်အနည်းငယ်လေးရှိရလို့ပဲပြောရမှာပေါ့နော် သူက AMOLED display ဖြစ်တဲ့အတွက်ကြောင့် AMOLED display fingerprint ရတယ်။သူက AMOLED display fingerprint ကလည်း optical ပဲသုံးထားပေးတယ်။မြန်တဲ့ X-ray ဖြစ်တယ်ဒီဘက်မှာတော့ဘာမှသိပ်ပြီးတော့အထွန်းတက်စရာပြောစရာသိပ်ပြီးတော့မရှိဘူးပေါ့နော်။ကျွန်တော်လုံးဝမကြိုက်တဲ့နောက်ထပ်တစ်ပိုင်းကဘာလဲဆိုလို့ရှင်တော့ haptic monitor ။သူက haptic monitor ကအခုနောက်ဆုံးထွက်ထားတဲ့ Xiaomi CV4 Pro လေးကတော့မဆိုးရှာဘူးပေါ့နော်။မဆိုးရှာဘူး။ကောင်းလိုက်ကြည့်ရတော့မမဆိုးရှာဘူး။ဒီကောက်မှာဆိုလို့ရှင်တော့လုံးဝမကောင်းတဲ့သူက vibration တဲ့နည်းနည်းလေးပဲတဆင့်ပုံမြင့်တဲ့ဟာလေးကိုထည့်ထားပေးတယ်လို့ပြောလို့ရတယ်။ haptic level အဆင့်လောက်ထိမရောက်ဘူးပေါ့နော်။ အဲ့ဒါအရာလေးဒီဖုန်းကိုရွေးမဲ့အဲကျွန်တော်တို့မျိုးပေါ့နော်အဓိကအဲ့လိုမျိုးဖုန်းတွေကိုနေတူကစမ်းတက်ပြီးရှောက်ကလိနေတဲ့သူမျိုးတွေ haptic ကောင်းတာတွေကိုခံစားမိနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော်တော်အဆင်မပြေတဲ့ပြဿနာပေါ့နော်ဒီကောက်မှာဆိုလို့ရှိရင်အဲ့ဒီ haptic ခံစားရတဲ့ခံစားချက်ကြီးဟာဘလို့မှအဆင်ပြေမနေဘူးအဲ့ဒီဥစားလေးကိုတော့တော်တော်လေးသဘောမကျဘူးပေါ့နော် haptic motor တော်တော်မကောင်းဘူး vibration ထက်နည်းနည်းလေးတားတဲ့ဟာလေးကိုပဲထထားပေးရလို့ပြောလို့ရတာပေါ့နော် ပြသူ speaker ကိုကြည့်မယ်ဆိုလို့ရှင်တော့ဒီကောင်က stereo speaker ဖြစ်သွားပြီပေါ့နော်ပြီးခဲ့တဲ့ CV2 မှာတော့ဆိုလို့ရှင်တော့ stereo speaker မဖြစ်ဘူး single down front speaker တစ်ခုပဲပါတယ်အခုချိန်မှာဆိုရင်တော့ stereo speaker ဖြစ်သွားရတဲ့ကြောင့်အတန်လေးကတော့မဆိုးချပါဘူးကမဲ့ကောင်းလာကြီးရတော့မဟုတ်ဘူး clarity နည်းနည်းလေးလျော့တယ်အတန်အရန်ကျလိုက်မယ်ဆိုလို့ရှင်လည်းစူပြီးတော့ distortion ဝင်နေတယ်ဆိုရင်နည်းနည်းလေးခံစားချက်လေးခံစားရတယ်ပေါ့နော်အဲဥစ္စာလေးတစ်ခုတော့ကျွန်တော်တော်တော်လေးတော့သဘောမကျဘူးသူကလည်းသူအလဲလက်လောက်ပဲဖွင့်မယ်တာမလောက်ပဲတုံးမယ်ဆိုရင်တော့ 2 speaker quality ကလည်းတော်တော်လေးကိုတော့အဆင်ပြေတဲ့ထင်မှာတော့ပါတယ်တဆက်ပြီးပြောရမှာ battery ဘိုင်း battery ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က video ဆောက်မှာပြောခဲ့သလိုပဲ तू ကဖုန်းအောင်ပေါ့ပြီးတော့ပါနေအောင်လို့ချိုးချိုးသောအပိုင်းတွေမှာစတိလိုက်ရလေးရှိတယ်အဲ့ဒီဘိုင်းမှာဆိုလို့ရှိရင်တော့ battery power ရဲ့လို့ပြောလို့ရတယ်သူက4500 mAh ကိုပဲထည့်ထားပေးတယ်ဆိုတော့ silicon carbon လည်းမဟုတ်ဘူးပေါ့နော် iodine battery ကိုမှ तू က4500 mAh ပဲပါတာဆိုတော့ battery ကတော့မခံဘူးလို့ပြောလို့ရတယ် ကျွန်တော်အခုစမ်းကြည့်တဲ့တော့စမ်းပြီး၃ကြီးတောင်ဆိုလို့ရှိရင်တော့မနက်ခွန်နာလောက်ကနေပြီးတော့ညနေ၄နိုင်၅နိုင်လောက်ဆိုလို့ရှိရင်အာတခါကြည့်လို့ရှိရင်20တို့တခါကြည့်25တော့အဲ့လောက်ပဲကျန်တယ်ပေါ့နော်ဆိုတော့ daily usage ကို heavy ram ပြီးတော့သုံးတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ battery life တွေကဘလို့မအောင်အဆင်မပြေနိုင်ဘူးလို့ပြောလို့ရတယ် ်အပြည့်ညွှန်မယ်ဆိုလို့ရှင်တော့သူကဘူးရဲမှာတခါရဲ out of the box က67 welfare check ကိုဘူးရဲမှာတခါရဲထည့်ထားပြီးတယ်အဒါလေးကတော့မစိုးဘူးပေါ့နော်အပြည့်ညွှန်မယ်ဆိုလို့ရှင်တော့0 100အပြည့်သွင်းမယ်ဆိုလို့ရှင်တော့အမိနစ်40တခါကျရင်55မိနစ်အဲ့လောက်ပဲကြာတယ်ပြီးတော့ကျွန်တော် performance ဘိုင်းကိုဆက်ပြီးတော့ကြည့်လိုက်အောင် performance ကိုကြည့်မယ်ဆိုလို့ရှင်လည်းဒီကောင်ကတော့ diamond c ကိုတုံးထားပြီးရယ် set dragon တော့မဟုတ်ဘူးပေါ့နော် diamond c 6200 ultra ကိုတုံးထားပြီးရယ်ဘလို့နေလဲဆိုလို့ရှင်တော့သူ့ရဲ့ performance ကမျိုးလုံးနဲ့မြအောင်ပြောရမယ်ဆို set dragon ဘက်ကနေချိန်ထိုးမယ်ဆိုရင်သူက8 gen 1နီးပါးလောက်ရှိတဲ့ performance ပေါ့နော်အထက်တန်းလေးကြော့တယ်လို့ ပြောလို့ရတယ်သူ performance ဘယ်လောက်ထွက်လဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ခုမှပြထားပြီးတယ်အဲ့မှာတစ်ချက်ကြည့်ကြည့်လို့ရတယ်သူ performance ကဘယ်လောက်ထွက်ပြီးတော့ဘယ်လောက်နဲ့ညီမျှရတာပေါ့နော်ဆိုတော့သူ့ရဲ့ the dimensity သုံးထားပြီးတဲ့ဥစ္စာလေးကတော့မစိုးပေါ့နော်သူ့ရဲ့ approach လေးကတော့တော်တော်လေးအဆင်ပြေပြီးတော့ကောင်းတယ်လို့တော့တတ်မှတ်လို့ရတယ် daily usage တွေအခုချိန်ဒီကိုပို့ပါးနဲ့အဆင်ပြေပြီးသုံးလို့ရနေသေးတယ်ဘာမှတိတ်ထွေးလို့ပြောစရာမရှိဘူးပေါ့နော်အဲဒါမဲ့ gain ဆော့မဲ့ဆိုတဲ့သူတွေတော့ကျွန်တော်တိတ်ပြီးတော့ဒီဖုန်းကိုအားမပေးခြင်းဘူးအဓိကကတော့နှစ်ချက်အကြောင်းပေါ့နော်ပထမချက်ကကျတော့ဒီကောင်က အရန်ပါတဲ့အတွက်ကြောင့်ဖုန်းကဆော့မယ်ဆိုလို့ရှိရင်ဒီဖုန်းကဆော့လို့အရန်စင်မပြေဘူးအဲ့လိုမျိုးအရန်ပူတက်လာတာမျိုးတွေပါတယ်ကျွန်တော်တို့ကြုံရတာလည်းရှိတယ်ဂိမ်းဆော့မယ်ဆိုလို့ရှိရင်လည်းအနောက်ဘက်ကအလယ်နားကနေပြီးတော့ပူပြီးတော့တက်လာတဲ့ဘိုင်းလေးမှာကျွန်တော်တို့ကြုံရတာလည်းတော့ရှိတယ်အဲ့လိုပူလာတဲ့နောက်ဆက်တွေဘာဖြစ်လဲဆိုတော့ဒီကောင် frame rate တွေကျတယ်ပြီးလို့ရှိရင်ဖုန်းကဟန်းနေတစ်ခါတည်းဂိမ်းတွေကနေပြန်ထွက်သွားတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ ကြုံရတာပေါ့နော်ပေါ့ဘားလောက်ပဲဆော့မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်မိုဘိုင်းလေးဂျင်လောက်ပဲဆော့မယ်အဲ့လောက်ဆိုလို့ရှိရင်တော့မစိုးဆိုတဲ့အနေထားလေးရှိတယ်ပြီးတော့အကုန်စိတ်ဝင်စားနေကြမှာနောက်ထပ်ဘိုင်းဖြစ်တဲ့ကင်မရာဘိုင်းပေါ့နော်ကင်မရာဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်က CV ဖုန်းတွေလိုပြောလိုက်ပြီးဆိုရင်လူတော်များကင်မရာအရန်ကောင်းတာကိုမျှော်လင့်ကြတာပေါ့နော်ဒီကောင်မှာဆိုလို့ရှိရင်ကင်မရာကတော့ထိုက်တင်တဲ့လောက်တော့ကောင်းတယ်အဲ့ဆိုတော့ကင်မရာ၃လုံးကိုထည့်ထားပေးတယ်ကင်မရာ၃လုံးကသူက အဓိကရဲလို့ရတာတော့ main လို့ပဲပြောလို့ရတယ်။တန်းနှလုံးကတော့ရှီရှောင်းပေါ့နော်။အဲ့လိုမျိုးလေးပဲထည့်ထားပေးတယ်။ main camera က50 megapixel ကိုတုံးထားပေးတယ်။ ultra wide ကတော့8 megapixel နဲ့2 megapixel micro long ကိုထည့်ထားပေးတယ်။ဆိုတော့ micro ကထားပါတော့ကျွန်တော်သိပြီးတော့မဆန်းပြေဘူးပေါ့နော်။ ultra wide နဲ့ကျွန်တော် main camera နဲ့ရိုက်ကြည့်တော့ဆိုလို့ရှိရင်တော့မဆိုးဘူးဆိုတဲ့အနေအထားမျိုးလေးမှာတော့ရှိတယ်။ဒါပေမဲ့အခုခေတ်အနေအထားနဲ့ပြန်ချိန်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့အញ្ញန်ကြီးကင်မရာကောင်းလာကြီးရတော့လည်းမဟုတ်ဘူး။ဒါပေမဲ့လည်း main clip တွေအတွက်တော့ point and shoot လောက်ရိုက်ပြီးတော့အဲ့လို social media ပေါ်လောက်တင်ုံလောက်ဆိုလို့ရှိရင်တော့ သူ့ရဲ့ကင်မရာ quality ကတော်တော်လေးအဆင်ပြေပြီးတော့ကောင်းနေသေးတယ်လို့ပြောလို့ရပါတယ် ultra wide ကတော့ထုံးစံနိုင်ပဲသူက color switch ကတော့နည်းလေးရောရှိတယ် main camera နဲ့တခြားရဲ့မယ်ဆိုတဲ့သူတော့ကတော့ပို့ပြီးတော့အဆင်ပြေနိုင်တယ် ultra wide တွေပါလေကတော့ကင်မရာအရင်ကြီးကောင်းလာပြီးတော့အဲ့လိုမျိုးအဆင်ပြေလိုက်ကြရတော့မဟုတ်ဘူးပေါ့နော်ဗီဒီယိုကြည့်မယ်ဆိုလို့ရှိရင်တော့ तू 4K 30fps ဒီ back camera နဲ့ရိုက်လို့ရတယ် selfie ကိုလည်း तू က 4K 30fps ပဲအမြင်ဆုံးရိုက်လို့ရတယ်ဒါလေးကတော့မစိုးဘူးပေါ့နော်ဒီဖုန်းနဲ့ vlogging ယူမဲ့သူတွေတော့ကတော့အဆင်ပြေသွားနိုင်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ band နဲ့ရိုက်လေ 4K ရမယ် different နေရမယ်ဆိုလို့ရှိရင် 4K ရမယ်ဆိုတဲ့အပိုင်းလေးကတော့မစိုးဥွယ်နေတာမျိုးလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့် အဖုန်းနဲ့ vlogging ယူမဲ့သူတွေတော့ဒီဖုန်းလေးကလက်ထဲမှာလည်းပေါ့ပါလေးဒီဘိုင်နိုင်လေးနဲ့တော့အစင်မြင်နိုင်တဲ့ဖုန်းလို့ဒီနေရာနေတန်းပြီးတော့ recommend ပေးလို့လည်းရတယ်ပေါ့နော်ပြီးတော့ဒီကောင်းရဲ့ IP rating ကိုကြည့်မယ်ဆိုလို့ရှင်တော့ဒီကောင်း IP rating တွေပါရတော့မပါဘူးပေါ့နော်ဆိုတော့ဒီဖုန်းကိုကင်မယ်ဆိုရင်တော့ပိုးမွေးသလိုငွေပြီးတော့ကင်မရလိမ့်မယ်အကြမ်းမတမ်းလည်းခံမှာမဟုတ်ဘူးပြီးတော့ရေစိုးတွေပါရတဲ့မခံတာဖြစ်တဲ့တော့ကြောင့်ရေတွေပါရတဲ့မှာလည်းမတုံးနဲ့မိုးတွေပါရရွာမယ်ဆိုလို့ရှင်လည်းဒီထားပြီးတော့သုံးပါပဲအစင်ပြေးလိမ့်မယ်ဆိုတော့နေသားမျိုးလေးမှာတော့ရှိလိမ့်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော် overall round conclusion ပြန်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှင်ရင် ဒီဖုန်းရဲ့လက်ရှိရောင်းနေတဲ့အသစ်ဈေးကကျတော့ကျွန်တော်ခုရှာပြီးတော့တွေးကြည့်တော့ဆိုလို့ရှင်တော့ဒီလောက်နေတော့တို့ရောင်းနေတာလေးရောရှိတယ်။အလက်ရှိ use market မှာဆိုလို့ရှင်ရောင်းနေတဲ့ဈေးကတော့ဒီလောက်ပေါ့နော်။ဆိုတော့အဲ့လောက်နဲ့ရောင်းနေတဲ့နေထားတွေမှာဝယ်တင်လားဆိုလို့ရှင်တော့ကျွန်တော်ကတော့ brand new တွေကိုတော့တိတ်ပြီးတော့အားမပေးခြင်းဘူး။ဝယ်မယ်ဆိုလို့ရှင်တော့ second market ထဲကနေပြီးတော့ second အလုံးတွေကို အလုံးသက်နေရှာပြီးဝယ်တာတော့အများကြီးပို့ပြီးတော့အဆင်ပြေတယ်အခုဆိုရင်လည်းအဂျီ Pro Second မှာဆိုလို့ရှိရင်လည်း ACB3 တွေအများမှအများကြီးရောက်ထားတာပေါ့နော် ကာလာစုံ size စုံ gait စုံပဲဆိုတော့အဲ့မှာရွေးပြီးတော့ဝယ်လို့ရတယ် use market ကနေ second ဝယ်မဲ့သူတွေအတွက်ကျွန်တော် recommend ပေးပြရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းက main click ရင်တော့ပို့ပြီးတော့တင့်တော်တဲ့ဖုန်းလို့သတ်မှတ်ချင်တယ်။အဲကိုကဓာတ်ပုံလေးပါလေကြားရတာလေကြိုက်တယ်เนาะကင်မရာကလည်းအဲ့လိုမျိုးတိတ်ပြင်းရမလို့ပဲနဲ့ point and shoot တန်းပြီးတော့ရိုက်မယ် social media ပေါ်လောက်တင်မယ်။အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းကတော်တော်လေးကိုအဆင်ပြေနိုင်တယ်။ဘာလို့လဲဆိုတော့ तू က display လည်းကောင်းတယ်အဲသူကလည်း daily usage ပေါ်ပါတော့သုံးမယ်ဆိုလို့ရှင်လည်းအဆင်ပြေနိုင်တယ်အဲသူကလည်းသူ battery လေးကလည်းမစိုးဘူးပေါ့နော်အရင်ကြီးခံလာကြီးရတော့မဟုတ်ဘူးဆိုပေမဲ့တော်တော်လေးခံတဲ့ထဲမှာလည်းပါတယ် camera လေးကလည်းကောင်းတယ်ပေါ့နော်အပြောရဆိုလို့ရှင်တော့ display panel ကွယ်လေးရလဲဘာပဲပြောဗျာ curve display ဖြစ်နေတော့ကြောင့် immersive feeling လေးခံစားရတယ်အဲ့လိုမျိုးလေးရှိတာဖြစ်တော့ကြောင့် main click ရတယ်တော့ဒီဖုန်းကပို့ပြီးတော့တင့်တော်နိုင်တဲ့ဖုန်းလို့ဒီနေရာနေတခါတည်း recommend ပေးလိုက်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီထက် ကြော်ပြီးတော့ဂိမ်းတွေစောအောင်မယ်เนาะချမ်းတန်းနေတဲ့သုံးညံနေအဲ့လိုမျိုးလူတွေအတွက်ပြီးတော့ကျွန်တော်တို့လိုမျိုးလူတွေပေါ့နော် habit model လေးလည်းကောင်းအောင်မယ်အဲ့လိုမျိုး over all rounder ကိုခြုံပြီးတော့ကြီးမဲ့တဲ့တွေအတွက်ဆိုလို့ရှင်တော့ DCV 3လေးကရွေးချယ်ပြီးတော့ဝယ်တဲ့နေတဲ့မှာမပါဘူးလို့ပဲတန်းပြီးတော့ပြောရမှာပေါ့နော်ဆိုတော့လူကျင်းမင်းတော့ CV 3ကိုင်နေသေးတဲ့လူရောရှိလားဘာဆိုးဆောင်ဘာဆိုးကောင်းကြောင်းပြောကြရလေးရှိတယ်အောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ် ဖိလစ်ပါကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့လည်းမေတ္တာရေးခံနေပါတယ်ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် channel ကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe notify bell နဲ့ပဲကုညီပေးဖို့မေ့ပါနဲ့ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်နောက်ထပ် video ကိုကြာမှာပြန်လည်ဆက်မိကြတာပါ